တင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြည်စက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာဂျာဖြန့်ခိုင်းတွေကဘီလာရုအစိုးရကိုတတ်ပြီးကိုရင်းအင်္ကာတွေထိုးယူခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်ဘယ်လာရုနိုင်ငံကဆိုတော့မင်္ဂလီတူဟာ မြန်မာနိုင်ငံမှာရှိတဲ့ငွေကြေးလိမ့်လေတဲ့ဒူစရိုက်ဂိုင်းတွေလက်ထက်ရောက်သွားပြီးတဲ့နောက်ဓာတ်ခံရပြီးတော့ကိုရိုရင်ကအစိပ်ပိုင်းတွေထုတ်ယူခံခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဘယ်လာရုရဲ့တပွားရေးစီစဉ်မှာပါဝင်ရှင်ပြိုင်ခဲ့မှုတဲ့အသက်26နှစ်ရွယ်ဗီရာခရက်ဆိုဗာရဲ့မိသားစုကအရိထိုင်းလန်းစရာဆွဆွဲမှုကိုထုတ်ပေါ်ပြောဆိုကြတာဖြစ်ပါတယ်။အဆိုပါခရက်ဆိုဗာဟာလူခဏာကိုအစိပ်ပိုင်းမှောက်ခိုးလုပ်ငန်းရဲ့ဒါကောင်ဖြစ်ခဲ့ရပြီးသူ့ရဲ့ရုပ်လောင်းကိုတော့မိရှို့ဖျောက်ပြတ်တာခံခဲ့ရတယ်လို့သူ့ရဲ့မိသားစုကဆိုပါတယ်။ သူဟာလောကိစားတစ်ခုအတွက်ကံလမ်းမှုရခဲ့လို့ဒိုင်းနိုင်ငံကိုသွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီကံလမ်းမှုဟာအွန်လိုင်းကြာဖြတ်ခိုင်းနေဖန်တီးထားတဲ့ထောင်ချောက်ဖြစ်နေခဲ့ပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့မှာတော့မြန်မာနိုင်ငံဘက်ချမ်းကကြာဖြတ်လုပ်ငန်းတွေစီဖန်စည်းခေါ်ဆောင်သွားတာကိုခံခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်သူဟာဒိတ်တင် website တွေမှာအကောင့်တူဖွင့်ပြီးငွေလိမ်ရတဲ့ကြာဖြတ်ဝန်ထမ်းဖြစ်အာရမခိုင်းစေခံခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့မှာတော့ သူ့ရဲ့မိသားစုကခရက်ဆိုဗာနဲ့လုံးဝဆက်သွယ်ပြတ်တောက်သွားခဲ့တယ်လို့ပြောပါတယ်။အစောပိုင်းတုန်းကတော့ခရက်ဆိုဗာကိုဖမ်းဆီးထားတဲ့ဂျာပြန့်ကိုင်းကသူမကိုပြန်လို့စိတ်ကျရင်ဒေါ်လာ9သိန်းပေးရမယ်ဆိုပြီးပြန်ဘင်းငွေတောင်းဆိုခဲ့တယ်လို့လည်းသိရပါတယ်။နောက်တော့ဒူးစရိုက်ခိုင်းသားတွေကဗီရာတည်ဆုံသွားပြီးအလောင်းကိုမီးရှို့တကြိုလိုက်တယ်လို့မိသားစုစီအသိပေးခဲ့ပါတယ်။ဒါမှမဟုတ်အဲ့ဒီမင်းကလေးကဓာတ်ခံရပြီးကိုရင်းအင်းကစိတ်ပိုင်းလေးကိုမောင်းကိုရောင်းချဖို့ထုတ်ယူခံခဲ့ရတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လာကြတာဖြစ်ပါတယ်။ ိုင်လိုဗီရာရဲ့တည်ဆုံးမှုဟာကိုရီးယန်ကအစိပ်ပိုင်းမှောက်ကိုရောင်းဝယ်မှုနဲ့ဆက်ဆက်နိုင်တယ်လို့ရုရှားမီဒီယာတခုဖြစ်တဲ့ UN အန်ကစတင်ဖော်ပြခဲ့ပြီးဒါကိုတီးခြားတော့ဒီပြုနိုင်ခြင်းမရှိသေးပါဘူး။လက်ရှိတိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဂျာပြန်ကိုင်းတွေဟာလူမောင်းကိုမှုအာဓမ္မကိုင်းစစ်မှုလူပြန်ပေးဆွဲမှုတွေကြောင့်နာမည်ဆိုးထွက်နေပေမဲ့လည်းကိုရင်းကစိတ်ပိုင်းမှောက်ကိုရောင်းဝယ်မှုနဲ့ဆက်ဆက်တယ်ဆိုတာမျိုးကိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေဂျွမ်းကျင်သူတွေကချေချေပြန့်ပြန့်ဆွဆွဲထားတာမျိုးမရှိသေးပါဘူး။ဖီရာမက်မျိုးမှာနေထိုင်သူတဦးဖြစ်ပြီး ထိုင်းမှာမော်တဲ့အလုပ်တစ်ခုအတွက်ဂန်းလန်းမှုရရှိရကနေသူမတို့အကန့်ဆိုးပြီးဒုက္ခကြုံသွားခဲ့တာလို့သတင်းတွေမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့သတင်းကတော့မင်းအောင်လိုင်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လော့တော်ကိုစလဲလောင်းများစစ်စင်းနေမှုတွေကိုသူကိုယ်တိုင်လုံးနေတယ်လို့ထုတ်ပြောလာပြီးတော့မဲဆွယ်စည်းရုံးရေးတွေမှာစစ်တပ်ကိုဝေဖန်တိုက်ခိုက်ရင်အမတ်လောင်းဖြစ်ကနေပယ်ဖျက်နိုင်တယ်လို့ချိန်ချောက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံဖက်မင်းအောင်လိုင်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့ လော့တော့ကိုစလဲလောင်းများစစ်စင်းနေမှုတွေကိုသူကိုယ်တိုင်လှုံ့ဆော်နေတယ်လို့ထုတ်ပေါ်ပြောဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့မှာပြုလုပ်တဲ့ NCA စနေပြည့်နှစ်ပတ်လည်ခမ်းနားမှာအချမ်းဘက်မယောင်းလင်ကအဲ့လိုထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်။လက်ရှိမှာအချမ်းဘက်စစ်တကလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာစတင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုဝင်ရန်၎င်းတို့ထံမှစည်ရင်ပေးထားသူစုစုပေါင်း58ပါတီရှိပြီးတော့ကိုစလဲလောင်းအဖြစ်9000ကျော်ရှိကြောင်းအဲ့ဒီကိုစလဲလောင်း9000ကျော်အတန်းပညာနဲ့ပတ်သက်လို့၎င်း အခြားသောကိစ္စရပ်များနဲ့၎င်းညီဆွမ်းနေသူတွေကိုတွေ့ရတယ်လို့မင်းအောင်လည်းကသူကိုယ်တိုင်ကိုယ်စားလှယ်လောင်းများကိုစစ်စစ်တဲ့အခြေအနေတွေကိုထုတ်ပေါ်ပြောဆိုထားပါတယ်။အခုရွေးကောက်ပွဲအတွက်စည်ရင်ပေးထားတာ58ပါတီရှိပါတယ်။နောက်ပြီးတနိုင်ငံလုံးဝင်ပြိုင်မဲ့6ပါတီဘီနေနဲ့တိုင်းဒေသကြီးတွေမှာဝင်ပြိုင်မဲ့ပါတီက52ပါတီရှိပါတယ်။ဒါကိုစစ်စစ်ဖို့အတွက်အခုတဆိုင်ရဝင်ကြီးဌာနဆီကိုရောက်ရှိလာတဲ့စည်ရင်တွေကိုကြီးတဲ့အခါမှာတော့အဲ့ဒီတဲကတချို့တွေကလည်းအကြမ်းပြင်ကြီးလိုက်တဲ့အခါမှာအတန်းပြင်းညာနဲ့ပတ်သက်တာ တခြားကိစ္စရက်တွေနဲ့ညီစုံးတာတွေးတဲ့ခါကျတော့တချို့ဟာတွေလည်းအပြောင်းလဲတော့ရှိနိုင်ပါလိမ့်မယ်လို့မယောင်နိုင်တာဆိုပါလိမ့်။ဒါပြင်ဂျမတ်ဆက်တကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုလာမယ့်အော်တိုဘာလ28ရက်နေ့မှစတင်ကရပောင်း60မဲဆော့ရဲ့စီယုံခွင့်ပြုလိုက်ပြီးတော့အဲဒီလိုမဲဆော့ရဲ့စီယုံရမယ့်ပါတီတွေအနေနဲ့၎င်းတို့စစ်တပ်ကိုဝေဖန်တိုက်ခိုက်မှုတွေမလုံးရန်ဆိုတဲ့စီမင်းတဲ့များကိုလိုင်းနာရမှာဖြစ်တယ်လို့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းတဦးကပြောပါတယ်။အခုမဲဆော့ရဲ့စီယုံမှုတွေမှာ သူတို့ဓမ္မတော့ကိုမဝေပန်ရဘူးဆိုတာကိုဒီမျိုးနဲ့ကော်မရှင်ဘက်ကခေါ်ယူသိပေးပါတယ်။ဒီစီကံချက်ကိုညှိဆိုရင်ကိုစလဲလောင်းဖြစ်ကနေပယ်ဖျက်နိုင်တယ်လို့ပြောတယ်လို့တတိပုဂ္ဂလရွေးကောက်ပွဲဝင်ပြိုင်မဲ့ဒိုင်းဒေသကြီးလွတ်တော်ကိုစလဲလောင်းကရှင်းပြပါတယ်။လက်ရှိမှာရွေးကောက်ပွဲကိုစလဲလောင်းနေနေနဲ့လာမယ့်အော်တိုဘားလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့ထိရပ်ပေါင်း60ကြာမဲဆွဲစည်းရုံးနိုင်ပြီတော့အဲလိုမဲဆွဲစည်းရုံးရမှာပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကရွေးကောက်ကထုတ်ပြန်ထားတဲ့အချက်၉ချက်ပါညွှန်ကြားချက်ကိုလိုက်နာရမှာဖြစ်ကြောင်း အရင်ညောင်ကြားချက်မှာစတက်ကိုဝေးပန်းတိုက်ခိုက်ခြင်းမပြုရဆိုတဲ့အချက်ပါဝင်ကြောင်းသိရပါတယ်။နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွဲဟောပြောဆေးရုံတဲ့နေရာမှာ၎င်းတို့စတက်ပြုတ်ကွဲရင်းနဲ့စတက်ရဲ့ဂုံတိတ်ခါထိခိုက်စိတ်မှုများမလုံဆောင်ရနဲ့လိုင်းနာရမယ့်အချက်၉ချက်ကိုစတက်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်ထားပါတယ်။ဒါပြင်အကြမ်းမဲ့စတက်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့မှာနိုင်ငံရေးပါတီများအတွက်မဲဆွဲဆေးရုံဟောပြောတင်ပြခွင့်အတွက်လိုင်းနာရမယ့်စီးမြင်စည်းကမ်းများကိုထုတ်ပြန်ခဲ့ရမှာ။ နိုင်ငံရေးပါတီများအနေနဲ့ဟောပြောတင်ပြရမှာဖြီတောင်ဆုံးမပြိုကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချောက်ကြအာနာတီတန့်ခိုင်မဲရေးတို့ကိုထိခိုက်စေတဲ့ဟောပြောမှုတွေမပြုတ်လို့ရံလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေရှန်တရားရေးကိုထိခိုက်စေတဲ့ဟောပြောမှုတွေမပြုတ်လို့ရံ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒီဇယ်ဥပဒေများကိုလေးစားလိုင်းနာမှုမရှိတဲ့ဟောပြောမှုများမပြုတ်လို့ရံနိုင်ငံတော်ကိုအကြီးအကျယ်ပြတ်စေရန်ဒုံမဟုတ်ခုံတိုက်ခါအထိပါစေရန်ဟောပြောမှုတွေမပြုတ်လို့ဖို့တားမြစ်ထားပါတယ် ဒါပြင်စစ်တပ်ပြုတ်ကွဲရေးဖြစ်ပေါ်စေရန်ဒုံမဟုတ်စစ်တပ်ရဲ့ဂုံဒိခါကိုထိခိုက်စေရန်ဟောပြောခြင်းများကိုမပြုတ်လို့ရန်လူမျိုးရေးဘာသာရေးနဲ့လူအများနဲ့ပတ်သက်တဲ့ပြည်ပခါများကိုဖြစ်ပေါ်စေနိုင်တဲ့ဒိခါနဲ့ကိုကျင်တရားထိခိုက်စေနိုင်တဲ့ဟောပြောမှုတွေဇီယုံလုံးစော်ခြင်းတွေမပြုတ်လို့ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်လွဲသုံးစားပြုတဲ့ဟောပြောမှုတွေမပြုတ်လို့ရန်ပညာတင် जा ခြင်းကိုထိခိုက်ပြပြားစေရန်တွေးထိုးလုံးစော်ဟောပြောမှုတွေမပြုတ်လို့ရန်နိုင်ငံဝန်ထမ်းများကို၎င်းတို့ရဲ့တာဝန်ကိုခြေပြွန်စွာမထမ်းဆောင်နိုင်စေရန် ဒုံမဟုတ်အစိုးရကိုစန်းကျင်ဆန္ဒပြစေရန်ဒွေတိုလုံးစော်ဟောပြောမှုတွေမပြုလုပ်ရန်တားမြစ်ထားပါတယ်။လက်ရှိမှာဂျမတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများရဲ့ဟောပြောစည်းရုံးမှုစာမူတွေကိုစစ်ဆင်မှာဖြစ်ပြီးတော့ဒါတွေကိုပြင်ဆင်ရေးသားစေခြင်းခွင့်ပြုမိတ်ထုတ်ပေးခြင်းများကိုဆောင်ရွက်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဆလတ်ပီထမှန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ထိုင်းနိုင်ငံမှာအချိန်မှာတရားဝင်လုံတမာလက်မှတ်ဘတ်တစ်တင်ရန်စောင့်စားနေကြတဲ့မြန်မာနိုင်ငံသား132ဦး တိုင်ချာမှုကြောင့်ထိုင်းနိုင်ငံပိုင်များကဝင်ရောက်ဖမ်းဆီးတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ထိုင်းနိုင်ငံစမွန်စကွန်ခရိုင်မဟာချိုင်းနယ်မြေလူနေတိုက်တိုင်ရာတစ်ခုမှာနေထိုင်ကောင်းဘန်ရောက်ဘက်လောက်ရန်စောင်းစားနေကြတဲ့ထောက်ထားမဲ့မြန်မာ132ဦးကိုတိုင်ချာမှုကြောင့်ယမန်တွေကထိုင်းနိုင်ငံပိုင်များကဝင်ရောက်ဖမ်းဆီးလိုက်တယ်လို့ထိုင်းရောက်ရွှေပြောင်မြန်မာလူသမားများကိုကူညီပေးနေတဲ့ ACC ကိုရဲမင်းကပြောပါတယ်။ယမန်နေအော်တိုပါလာ16ရက်နေ့ကမြန်မာနိုင်ငံသား132ဦးဟာထိုင်းနိုင်ငံပိုင်များရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ကြောင်း အဲ့ဒီလောက်သမားတွေဟာပွဲစားထမှာဘန်းရောင်ဘတ်လောက်ခအပါဝင်တဝူးကိုငွေကျပ်380လန်ငင်းပေးကထိုင်းနိုင်ငံတို့ရဲ့နေထိုင်အလုံးလောက်ခွင့်ရရန်ဆောင်ဆိုင်နေကြသူတွေဖြစ်တယ်လို့သိရပါတယ်အခုဒီလူတွေကဘန်းရောင်ကတ်လောက်ရတော့မယ်ဆိုပြီးစောင့်နေတဲ့သူတွေဘန်းရောင်ကတ်ကလည်းအော်တိုဘားလ15ရက်နေ့လောက်ရမယ်ဆိုပြီးရွှေ့သွားပြီခုတော့ဖန်းစီလက်ခံရတော့အကုန်ဒုက္ခတွေတွေ့ကြပြီဝင်ဖန်းတဲ့ထဲမှာပါတဲ့အတိထိုင်းရရှိကဆိုရင်ဒီလူတွေကိုမဖမ်းချင်ဘူးအကျွေးနဲ့တက်လာတာသိကြတယ်ဒါပေမဲ့နေရာအတိအကျနဲ့တိုင်တော့မဖမ်းလို့မရဘူးတဲ့ ခုဒီလူတွေကတင်ရှင်းဆယ်လဲဆုံးပြီ45ရက်လောက်ထောင်ချခံရပြီးတော့တုံခံရမှာတအားကိုခက်တေတွေ့ကုန်ပြီအခုဖြစ်စဉ်ကမြန်မာပွဲစားချင်းချင်းမတဲလို့အတိုင်ခံရတဲ့ပုံစံမျိုးလို့ ICC ကိုရဲမင်းကပြောပါတယ်လက်ရှိထိုင်းနိုင်ငံတော်မှာအထောက်ထားမဲ့လုံသားတွေကိုအော်တိုဘာလ15ရက်နေ့မှစတင်ကလုံလုံခွင့်ဘန်းရောင်ပန်းများရှောက်ထားခွင့်ပြုမယ်လို့ထိုင်းဆိုရဘက်ကကြေညာထားခဲ့ပေမယ့်လက်ရှိနေဆက်ပြဿနာကိုအကြောင်းပြပြီးတော့အလုံလုံခွင့်ဘန်းရောင်ပတ်လုပ်ငန်းလိုက်စင်တွေကို ထိုင်းလုံတမဝန်ကြီးဌာနကရွှေဆိုင်လိုက်တယ်လို့ယမန်နေ့ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာဂျာမန်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကနေရုံကြည်စိတ်ချရတဲ့ရလတ်မထွားနိုင်တာကြောင့်လေးလာစောင့်ကြည့်ရေးအပွဲတွေကိုဆေလွတ်ဖို့စီစဉ်မရှိဘူးလို့ဥရောပသမဂ္ဂပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။လက်ရှိမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရုံကြည်စိတ်ချရတဲ့ရလတ်မထွားနိုင်တာကြောင့်လေးလာစောင့်ကြည့်ရေးအပွဲတွေဆေလွတ်ဖို့စီစဉ်မရှိဘူးလို့ ဥရောပသမဂ္ဂရဲ့လူခွင့်ရေးဆိုင်ရာထူးခိုးစလဲကထုတ်ပေါ်ပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ16ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမှာ ပြုလုပ်တယ်။ ASEAN EU ရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်နဲ့လူခွင့်ရေးဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲတို့လာရောက်တက်ဆင်ဥရောပသမဂ္ဂရဲ့လူခွင့်ရေးဆိုင်ရာထူးခိုးစလဲကမြန်မာအကြံဘက်စစ်တကပြုလုပ်တဲ့ရွေးကောက်ပွဲကို၎င်းတို့ဥရောပသမဂ္ဂကလေးလာသူစေလို့ဖို့စီစဉ်မရှိဘူးလို့ထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမြန်မာအကြံဘက်စစ်တပ်ရဲ့ရွေးကောက်ပွဲကနေ ယုံကြည်စိတ်ချရတဲ့ရလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းလက်ရှိအနောက်နိုင်ငံတွေပါဝင်မြန်မာ၏လေးလာဆောင်ကြည့်နေသူများကစတက်ရဲ့ရွေးကောက်ပွဲအားတိုးရောင်တာဖြစ်ပြီး၎င်းတို့စတက်ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားတဲ့ဟန်ပြရွေးကောက်ပွဲသာဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုကြပါတယ်မြန်မာနိုင်ငံမှာလောလတ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်တဲ့အခြေခံလိုအပ်ချက်အခြေအနေများကိုမဖြည့်ဆည်းပေးနိုင်ဘူးလို့လည်းပြောပါတယ်အခုဒါကစေစိုးရကကမ္မခထာပြုတဲ့ရွေးကောက်ပွဲဖြစ်လို့အဲ့ဒီရာလက်ကတော့တခုပဲထွက်မှာပါလို့ ဥရောပသမဂ္ဂရဲ့လူခွင့်ရေးဆိုင်ရာထူးခိုးစလဲကပြောဆိုပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ဆဲအနာသိမ်းပြီးခရက်ကနိုင်ငံတော်နဲ့မြေအများပြားကိုဒိမ့်ပိုက်ခဲ့တဲ့လက်နက်ကင်တော်လန်ပုံကံမှုတစ်ခုဖြစ်ပေါ်နေပြီးတော့စစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးတိုင်းတာနဲ့ယာနုံပြေမချင်းပါနိုင်ကြောင်ထုတ်ပေါ်ဝန်ခံထားပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြံဘက်စစ်တပ်ကအာဏာထိန်ချုပ်လိုက်ခြင်းကြောင့် NCA နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားရတယ်လို့ RCSS ထုတ်ပြောလာကောင်းနေပြီးတော့ NCA ရဲ့စစ်နေပြေနှစ်ပတ်လည်ပွဲကို RCSF ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွက်စက်မတက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဂျမ်ဘတ်စစ်တပ်ကဒိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်ခြင်းကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရစရေး NCA စာချုပ်နဲ့သူ့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားရတယ်လို့ရန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSF ကယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။ NCA စနေပြည့်နှစ်ပတ်လည်အဖြစ်ထုတ်ပြန်တယ်။ RCSF ရဲ့ကြေညာချက်မှာအဲဒီလိုထုတ်ပေါ်ပြောဆိုလာတာဖြစ်ပြီးတော့နေပြည်တော်မှာပြုလုပ်တဲ့ NCA စနေပြည့်နှစ်ပတ်လည်ကိုလည်း RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး USA တိုက်ရောက်ခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်။ ANC ရဲ့စနစ်ပြင်းပြောင်းခဲ့ပေမဲ့လည်းအားနယ်ချက်နဲ့စိန်ခေါ်မှုတွေကြောင့် ANC ရဲ့အကောင့်ထဲပေါ်ခြင်းကိုရည်မှန်းထားတဲ့အတိုင်းမဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ANC ရဲ့အကောင့်ထဲမပေါ်နိုင်မှုနဲ့ပတ်သက်ပြီးအချက်၅ချက်ကို RCSS ကထောက်ပြခဲ့ပြီးတော့အဲ့ဒီချက်တွေထဲမှာစတက်ကဒိုင်းပြီးအာနာထိန်းချုပ်လိုက်တဲ့တော့ငင်းငန်းရေးလုပ်ငန်းစင်းများရတန့်သွားစေခဲ့တယ်လို့ RCSS ကထောက်ပြထားပါတယ်။ဒါပြင် ANC ရဲ့အကောင့်ထဲမပေါ်နိုင်တဲ့အခြားအကြောင်းရင်းများထဲမှာ နှုံနှစ်ဖက်ကြာယုံကြည်မှုမတည်ဆောက်နိုင်ခြင်းနှုံနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်တိုင်းအကောင့်ထဲမပေါ်နိုင်ခြင်း၂000ပွဲစည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးအတွက်အစိုးရကအရေးအိုများကိုဖိအားပေးပြီးလှုံ့ဆော်စေခြင်းတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အစိုးရအနေနဲ့စေအားထက်သန့်မှုနယ်ပါခြင်းဆိုတဲ့အချက်တွေပါဝင်တယ်လို့ RCSS ကထုတ်ပေါ်ပြောဆိုပါတယ်။အလားတူ NCA နဲ့ငင်းချင်းရေးလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် RCSS ကအချက်၆ချက်ကိုထပ်မံအကြံပြုထားပြီးတော့အဲ့ဒီထက်မှစစ်တပ်အနေနဲ့ အရေးအိုများနဲ့ယုံကြည်မှုတိစောက်ခြင်းကိုပြန်လည်ဆောင်ရွက်ခြင်းစက်တန်းနဲ့အရေးအိုများဆွန်ွေပြီးသဘောတူညီချက်များဥစွာရယူခြင်းအစင်းနဲ့မှာနိုင်ငံရေးပါတီများကပါဝင်တက်ရောက်ပြီးဒုံပွဲဆိုင်ဆွန်ွေပွဲများပြုလုပ်ခြင်းဆွန်ွေပွဲကိုနိုင်ငံတကာအားအသေးတက်တဲ့များဖြင့်ပါဝင်တက်ရောက်စေခြင်းနိုင်ငံရေးဆွန်ွေပွဲများမှာဖက်ဒရယ်မှုကိုအဓိကထားပြီးဆွန်ွေခြင်းနိုင်ငံရေးဆွေးနွေးပွဲမှာရရှိလာတဲ့သဘောတူညီချက်တွေကိုလော့တော့တင်သွင်းပြီးဥပဒေအဖြစ်အတည်ပြုပြဋ္ဌာန်းခြင်းတို့ဖြစ်တယ်လို့သိရပါတယ်။ဒါပြင် NCA ရဲ့အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွက်အဖက်ဖက်မှဆုံးရွေးတဲ့နီလန်းနဲ့တွဲဆုံကောင်းထည့်ဖော်သွားရန်လည်းတိုက်တွန်းထားပါတယ်။အဲလို ASEAN ဆက်စပ်ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီးအသေးစိတ်ထပ်မံမေးမြန်းရန်ဗိုလ်မှူးကြီးခန်းဆန်းတဲ့ဒုတိယဗိုလ်မှူးကြီးအုံခဲတို့ကိုယမန်နေ့ကတနေ့လုံးဆက်သွယ်မေးမြန်းပေမဲ့ဖုန်းလက်ခံဖြေဆိုခြင်းတော့မရှိခဲ့ပါဘူး။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ကြောက်ချင်းမျိုးနဲ့မှခလာရ85မှာစမှုတန်တသားတဲ့9ဦး GNL ထားမှလည်းဝင်တဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။ ပဲဘကိုးတိုင်းကြောက်ချင်းမြို့နယ်မှာခါလိုက်ရ85မှာစမှုတန်တသားတဲ့ခုနှစ်ဦး KNL ထမလင်းဝင်လာတယ်လို့ KNU ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့ကအာနာတိန်အချမ်းပတ်စကောင်းစီတက်ရဲ့ခါလိုက်ရ85တက်ရင်ကနေစမှုတန်တသားတွေဖြစ်တဲ့အသက်22နှစ်အရွယ်ကျော်စရာအသက်28နှစ်အရွယ်တီဟာနိုင်အသက်36နှစ်အရွယ်အောင်မျိုး အသက်36နှစ်အောင်မျိုးအသက်20နှစ်စီတူဟိန်အသက်26နှစ်မောင်မောက်အသက်33နှစ်အရွယ်ဒိန်းနိုင်ဦးနဲ့အသက်24နှစ်အရွယ်ရာစာထက် စုစုပေါင်းစမှုတန်တတာခုနှစ်ဦးဟာလင်းဝင်ဗပြောင်းခိုးလုံလာကြတယ်လို့သိရပါတယ်။အဆိုပါစမှုတန်တတာခုနှစ်ဦးဟာစမှုတန်ပတ်စင်ခွန်စမှုတန်ပတ်စင်30နဲ့စမှုတန်ပတ်စင်73တို့မှာတနန်းသားတွေဖြစ်ကြပြီးတော့အလင်းဝင်စမှုတန်တတာတဲ့ဒိန်းနိုင်ဦးနဲ့ရာစာထတ်တို့နှစ်ဦးဟာရောင်စားခံရပြီးတော့ပြည်သူစမှုတန်ဘဝတို့ရောက်ရှိလာသူတွေဖြစ်တယ်လို့သိရပါတယ်။အခုလိုခက်ခဲတွေမျိုးမျိုးကြောင့်အလင်းဝင်ခိုးလုံဗပြောင်းလာကြတဲ့စမှုတန်တတာတဲ့တရား၎င်းတို့အနေနဲ့လက်နက်များယူဆောင်လာနိုင်ခြင်းမရှိပေမဲ့ ကြောက်ကြီးမျိုးနဲ့တာဝန်ရှိသူများကနေရာထိုင်ခင်းအစားအစာနဲ့ဝတ်စားများထောက်ပံ့ပေးရထားပြီးတော့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်းသိရပါတယ်။ဒါပြင်အကြောင်းမျိုးမျိုးကြောင့်မတရားစမှုတန်စေခိုင်းခံနေရသူအာနာတိန်အကြံပတ်စက်တက်အတွဲမှတသားများအနေနဲ့လည်းမိမိတို့နဲ့နေဆိုင်ရာတော်လိုင်းတစ်ပွဲများထံသို့ရာရနီလန်းနဲ့လက်နက်ချအလင်းဝင်ပပြောင်းခုလုံကြဖို့ KNU ကတိုက်တော်မှာတယ်။ဆလတ်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မန္တလေးမှာကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဇိုင်းကဲအစိအမျိုးသမီးကားအောင်ညက်ပါပြီးတည်ဆုံတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးမြို့ပတိန်မြို့အဝယ်မှာကားနဲ့ဆိုင်ကဲတိုင်းမရကနေကားသမားကမောင်းပြေးတာကြောင့်ဇိုင်းကဲအစိအမျိုးသမီးကားအောင်ညက်ပါသွားပြီးတည်ဆုံသွားတယ်လို့နန်းတော်ရှိနယ်လုံးဆိုင်ရာလူမှုကဲ့စည်ရေးတင်းထက်ကနေသိရပါတယ်။အရေးဖြစ်စဉ်ဟာယမနီအော်တိုပါလာ6ရက်နေ့ညာပိုင်း6နာရီ45မိနစ်ခန့်ကပတိန်မြို့အဝင်ဆိုင်းပုတ်ရှိစကိုလမ်းပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆိုင်ကလမ်းဘေးမှာကြံခဲလို့လိုက်ဆောင်စမ်းနေတယ်။ ပတိန်ကြီး Facebook group တွေထဲမှာလည်းတင်ပြီးစုံစမ်းကြတာမြန်မြင်းတွေကတော့ကားအောက်ပါသွားတယ်လို့ပြောလို့ညာတွင်ချင်းလိုက်ရှာရင်းနဲ့တွေ့တာလို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ပတိန်မျိုးကန်တဦးကပြောပါတယ်ကားကဆိုင်ကယ်ကိုတိုက်ပြီးတော့မောင်းပြေးတာမှာအဲ့ဒီဆိုင်ကယ်ဆေးလာတဲ့အမျိုးသမီးကညက်ပါသွားပြီးတော့ဆိုင်ကယ်ကတော့ခင်ဖြစ်တဲ့နေရာမှာကြံခဲ့တာလို့သိရပါတယ်အစိုးရရင်တိုင်းမှုဖြစ်တဲ့နေရာမှာဒွေးစားတွေတွေ့ရတယ်လို့လည်းပတိန်မျိုးကန်တွေကပြောပါတယ်။အဲဒီကားအောင်ညက်ပါသွားတဲ့အမျိုးသမီးရဲ့အလောင်းကိုတော့ မြို့ပတ်လန်ကကံကောင်းမှရှိတဲ့ထဲချုံစက်ရုံနားမှာဆုံးပြစ်ထားခဲ့တာတွေ့ရတယ်လို့သိရပါတယ်။အဆိုပါရင်တိုင်းမှုဖြစ်တဲ့နေရာနဲ့အလောင်းကိုဆုံးပြစ်သွားတဲ့နေရာကတော့လေးမိုင်ခန့်ဝေးတယ်လို့မျိုးကန်တွေကပြောပါတယ်။ဒေဆုံးတဲ့သူကလူလက်ပိုင်းရွယ်မျိုးသမီးလို့သိရပြီးတိုက်သွားတဲ့ကားပိုင်းရှင်ကိုတော့မဖမ်းမိသေးဘူးလို့သိရပါတယ်။အဲ့ဒီတိုက်သွားတဲ့ကားကအိမ်စည်းကအဖြူရောင်းလို့ပြောကြပေမဲ့အဲ့ဒီပေါ်မှာတော့တေးကြတပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတီနားဆင်ခဲ့တဲ့သတင်းပေးသံများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်တဲ့ပြည်ရင်းပြပါသတင်း ော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။